ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ရောက်ရှိနေတဲ့နေရာကတော့ M3 Food Center မှာရောက်ရှိနေတာဖြစ်ပါတယ်ဒီနေ့မှာတော့အင်းလေးဒေတာငလင်ဘေးတင်ပြည်သူတွေအတွက်ပြန်လည်ထူထောင်ရေးရန်မုံငွေအနေနဲ့ရှင်ပြိုင်ကစားမဲ့ဘောလုံးပြိုင်ပွဲသတင်းစာရှင်းလင်းပွဲအခမ်းအနားဖြစ်ပါတယ်ဒီနေ့အခမ်းအနားမှာတာဝန်ရှိသူတွေကနေပြီးတော့ဒီပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရှင်းလင်းပြောပြသွားမှာဖြစ်ပါတယ်ရှင် ာဘေးပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီဘောလုံးဘောလုံးကပ်ပြီးတော့ရန်မုံငွေရှာတာတို့အဓိကတော့ဘောလုံးကပ်ပြီးရန်မုံငွေရှာတာမှာကျွန်တော်အမြင်နဲ့ပါဝင်ဖြစ်တယ်အရင်တော့ကတော့အဲ့လိုနာဂိတ်တုံးကတော့ဟောဘောဒီဒီရုပ်ရှင်တွေရိုက်ပြီးတော့လှူတာတွေရှိတယ်ဗီဒီယိုရိုက်ပြီးလှူတာရှိတယ်နောက်ပြီးတော့အများကြီးရှိပါတော့เนาะဒီအခုကျတော့ဒီငလျင်ဘေးပြည်သူတွေအတွက်ကိုကျွန်တော်တို့ဒီရန်မုံငွေပွဲလေးအကျင့်ပါတာဖြစ်ပါတယ်เนาะ ရုပ်ရှင်အတိုင်းဝိုင်းရလဲသူအတိုင်းဝိုင်းပတ်သက်ရပတ်သက်ရပေါ့နော်သူတို့လည်းဟိုဘာပဲပဲဖြစ်ဖြစ်ထွက်ပြီးတော့အခုလိုမျိုးပွဲလေးတွေလုပ်သူတို့လည်းနိုင်ရတာဝန်ထမ်းပြီးတော့ကူညီကြပါတယ်ပေါ့ကျွန်တော်တို့အပျော်တမ်းကလည်းဟိုကျွန်တော်အကူဆရာပေါ့နော်သူစာပြိုးသွားခဲ့တာပေါ့ဒီရာကိုစာပြိုးသွားတဲ့တော့အဲအကူဆရာမရှိတော့မရှိပြီမဲ့ကျွန်တော်ဆက်လက်ပြီးတော့သူရဲ့ဖြစ်ရှင်တဲ့ရာလေးတွေပေါ့နော်အဲ့ဒါလေးကိုကျွန်တော် လို့ဟိုဥဆောင်ပြီးတော့ကျွန်တော်ဒီပျော်တန်းကိုဥဆောင်ပြီးတော့ကျွန်တော်ကျွန်တော်တို့ဗာငလင်ပေးရေပေးအရင်ရေပေးတွေဖြစ်တယ်ဗျာရေပေးတွေတွားကူခဲ့တယ်ဒီပျော်တန်းနေအားလုံးကနေစူပေါင်းပြီးတော့တိမ်ပေါင်းများစွာပေါ့နော်ဟိုတိမ်ရာနဲ့ချီပေါ့ဝိုင်းဝန်းလူတန်းပေးကြတယ်အဲ့အဲ့ဒါမျိုးဒီဘေးတော့ကလည်းကျွန်တော်တို့သွားလူခဲ့တယ်အခုငလင်ဘေးငလင်စားဖြစ်တယ်ကျွန်တော်တို့28ရက်နေ့ကငလင်ဖြစ်တယ်30ရက်နေ့မှာကျွန်တော်တို့စကိုင်းဒေသကိုရောက်ခဲ့တယ်စကိုင်းဒေသမှာသွားလူတယ်ဟို30ရက်နေ့ပြန်လာတယ်ကျွန်တော်နောက်တစ်ခေါက် ဒုတိယကြိမ်မြောက်နိုင်ငံနေမှာတစ်ခါထက်တက်တယ်ငလေးရဲစကိုင်းဒေတာကိုစတုဒ္ဓကြိမ်မြောက်ဘောဒီအခုရမယ်အလူငွေလေးတွေစူပေါင်းပြီးတော့ဒီအင်းလေးဒေတာငလင်းပေးသိမ့်ပြည်သူများပြန်လဲထူထောင်ရေးကိုတွားရောက်လူတန်းပေးပါအောင်ဘောကျွန်တော်တို့နှင်းသက်ကတော့ဒီလို donation တွေကတော့အရင်လေးကနဲ့အမြဲတမ်းလုပ်နေကြပါတော့เนาะလက်ရှိငရင်တန်းဖြစ်သွားတဲ့အချိန်မှာလဲစကိုင်းကိုကျွန်တော်တို့က၄ ဒီလေးတာပိုင်းလေးရက်နေ့ကစကိုင်းမှာသွားလှူထားပါတယ်နှစ်သက်နဲ့ပေါ့ all time dot media နဲ့ပူပေါင်းပြီးသွားလှူထားပါတယ်လက်ရှိလည်းဒီလိုပွဲလေးကျင်းပမယ်လို့လာပြီးတော့ပြောတဲ့ခါမှာကျွန်တော်တို့1 on 1တာပဲလက်ခံခဲ့ပါဆိုကျွန်တော်တို့ကဟိုအမြဲတမ်းဒီဟာနဲ့ join ပြီးတော့လှူပြတာပေါ့နော်ပြီး donation ဆိုလည်းကျွန်တော်တို့အမြဲတမ်းနှစ်သက်ကတက်တက်ကြွကြွပါဝင်နေပေါ့နော်အဲကြောင့်ဒီပွဲလေးဖြစ်မြောက်ပြီးဆိုတော့ကျွန်တော်အရန်ဝမ်းတာတာပေါ့ဘာလို့ဆိုကျွန်တော်တို့ကလည်းတူတဲ့အားတဲ့ဆိုင်အများအားနဲ့ဆိုတော့ပို့ပြီးတော့ဟိုပတ်မိုးပေးနိုင်တယ်ပေါ့နော်နောက်ပြီးအင်းလေးတွေတာကျွန်တော်တို့သွားလှူခြင်းနေရာကြာပြီးမရောက်သေးဘူးပေါ့နော်အဲ့အတွက်အင်းလေးအတွက်ကျွန်တော်တို့ရည်ရွယ်တဲ့ပွဲဖြစ်တဲ့အတွက်ဟို join ပြတာပါ1 on 1တာ join ပြပါပါ အင်းလေးဒေတာငလင်ပေးတင်ပြည်သူများအတွက်ပြန်လည်ထူထောင်ရေးရန်မုံငွေပေါ်လုံးပြိုင်ပွဲသတင်းစာရှင်းလင်းပွဲခန်းနာကိုမေလ9ရက်နေ့ M3 Food Center မှာကျင်းပပြုလုပ်ခဲ့ပါတယ်။တတိပြိုင်ပွဲမှာဝစ်စင်ပြီးတော့ကစားမဲ့အာဒလာဝစ်စုံမျိုးတော့ဒီ Glory Sport ကနေပြီးတော့လည်းကျွန်တော်တို့ပံ့ပိုးကူညီပေးပါတယ်။အဲဒီတော့လည်းကျေးဇူးတင်ပါတယ်ပြီးတော့ဒီအသင်းမှာပေါ့နော်ဒီ Promotion ပွဲမှာအဲရုံယူကြည့်နေတဲ့အားသက်သေရောနဲ့ပူးပေါင်းပါဝင်ပြီးတော့ကံပေးမဲ့ အမှုပညာရှင်ညီလေးများကိုလည်းအားလုံးကိုလည်းကျေးဇူးများချီးမွမ်းပါတယ်ကျွန်တော်တို့ကတော့တောက်လျှောက်ဟိုပေါ့လုတ်ခဲ့တာဆိုတော့ဒီလိုအသွေးပူနေတဲ့အချိန်မှာတော့ဘာဖြစ်လူအပ်ချက်တွေအများကြီးရှိနေအောင်ပါပဲလေဘယ်လိုဘယ်လိုပဲလှူလူပါဘယ်လိုပဲဘယ်လိုပဲလှူလူပါဒီအချိန်မှာတော့ကျွန်တော်တို့ကအာဟိုဘယ်ဘယ်လိုနေရာမျိုးอ่ะဖြစ်ဖြစ်ပါဝင်ရပါဝင်ရဟိုကိုကိုတွေဘာမှမလုပ်ရလဲပြဿနာမရှိဘူးဆိုတော့ဝင်ပြီးတော့ဘယ်ပိုဇယ်ရှင်ရဖြစ်စတန်လုပ်ဖို့အဆင်သင့်ပါပဲခင်ဗျဟုတ် ပြည့်သက်တွေလာရောက်ပြီးတော့အားပေးကြပါအောင်ပေါ့နော်အဲ့ဒါဟိုစုပေါင်းပြီးတော့လူတွေအားပဲပေါ့နော်ဟိုကိုတို့မားတို့ညူတို့မားဟိုညီမတို့အားလုံးလာရောက်ပြီးတော့ဝိုင်းဝန်းပေးကြပါအောင်ပေါ့နော်အဲ့ဒီကနေပြီးတော့မှကျွန်တော်ရတဲ့လူငွေရလည်း ဟိုအများအားနဲ့စုပေါင်းလိုက်တော့လေဟိုတယောက်အားနဲ့မနိုင်လို့အများအားနဲ့စုပေါင်းလိုက်တော့လေများသွားတဲ့ခါကျတော့ကျွန်တော်တို့များများဆဆကျွန်တော်တို့ကူညီနိုင်တာပေါ့လေနော်ဒီနေ့ပွဲလေးကတော့ဒါနုပညာရှင်တွေနဲ့အများကြီးပါကြမယ်ဟိုဘောလုံးကန်ကြမယ်အဓိကဖြောက်ပြီး entertainment ရောပေါ့နော်ပြိုင်ပွဲရောလုပ်ကြမှာဖြစ်တဲ့အတွက်ရန်ကုန်ကြီးရှာတဲ့ပွဲလေးဖြစ်ပါတယ်အဲ့တော့ဟိုကွင်းဝင်ကြီးကလည်းအခမဲ့ပါဟိုလာမယ့်၁၇ရက်နေ့ပေါ့နော်ဟိုကစုံလာပြီနေ့အဲ့ဒီမှာဘောလုံးပွဲညနေ၄နာရီ၆နာရီအထိဖြစ်ပါတယ်ဝင်ကြီးအခမဲ့ပါအားလုံးလာပြီးပါဝင်လှူဒန်းအားပေးလို့လည်းရပါတယ်ကျွန်တော်တို့ဒီရန်ကုန်ပွဲလေးကိုလာပြီးတော့ရန်ကုန် United ကွင်းမှာလာပြီး ီးတော့ဟောလာပြီးတော့ကြည့်ပြီးပါအားပြီးပါလာပြီးတော့ဟိုလူမွေလေးလှူလို့ရပါတယ်ပေါ့နော်ကျွန်တော်တို့ like လဲလွှဲပါမယ်ဒီ HTV နော် HTV ကလည်း like လွှဲပါမယ်နောက်ပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ပွဲမှာအဲ့လိုလူပညာရှင်တွေအပြင်ဟိုနာဒီဘောလုံးသမားဟောင်းတွေရောတကယ်တကယ်လည်းရွေးစင်အခုလက်ရှိဘောလုံးသမားတွေလည်းပါပါတယ်ပေါ့နော်လာပြီးတော့အားပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာ အင်းလေးဒေတာငလင်ဘေးတင်ပြည်သူများအတွက်ပြန်လည်ထူထောင်ရေးရန်ပုံငွေပေါ်လုံးပြိုင်ပွဲကိုမေလ17ရက်နေ့ညနေ4နာရီကနေ6နာရီထိရန်ကုန်မြို့အင်းစိန်လမ်းမပေါ်မှာရှိတဲ့ WUNSC ကမှကျင်းပသွားမှာဖြစ်ပါရဲ့ရှင်။